မနေ့ပြန်2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်မိုးလေဝသခန့်မှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးအနေနဲ့ပင်လယ်ပြင်အခြေအနေကို အထူးသတိပေးလိုပါတယ်။ကပလီပင်လယ်တောက်ပိုင်းမလကာရေလက်ကြားမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာမနေ့ပြန်မှာလည်းဆက်လက်တည်ရှိနေမှာဖြစ်ပါရဲ့ရှင်။ဒါပေမဲ့မြန်မာနိုင်ငံဘက်ကဝင်ရောက်လာဖို့တော့မရှိပါဘူးရှင်။တစ်ဖက်မှာလည်းတိရီလင်္ကာနိုင်ငံသားကလက်ဖြတ်နဲ့ရဲဝန်ဟာ မနက်ဖြန်မှာပူအားကောင်းလာပြီးမှုန်တိုင်းဖြစ်ပြောင်းလဲလာနိုင်တာကိုတွေ့ရပါတယ်။ဒီအခြေအနေတွေကြောင့်အိန္ဒိယ၊ထိုင်းနဲ့မြန်မာမိုးလေဝသဌာနသုံးခုစလုံးကပင်လယ်ပြင်မထွက်ချဖို့တတိပိချက်တွေထုတ်ပြန်ထားပါရဲ့ရှင်။အထူးသဖြင့်မုတ်တမအကွေမွန်တနင်္လာရီကံယူရန်တခြားမှာရန်ဖန်ရန်ခမိုးသက်လေပြင်းတွေကြာပြီးလှိုင်းအမြင့်ဟာ6ဘေကနေ17ဘေထိရှိနိုင်ပါတယ်။ဒီတိုက်နှုံကလည်းတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါရဲ့ရှင်။ ဒါကြောင့်ကဏီကံဝေရေလုတ်သားတွေအနေနဲ့ပင်လယ်ပြင်ခရီးစဉ်တွေကိုရှောင်ရှားကြဖို့အလေးနဲ့တိုက်တွန်းလိုပါတယ်ရှင်။မြို့ဝကျွန်းပေါ်နဲ့ရခိုင်ကံရိုးတန်းမှာတော့လှိုင်းအမြင့်၆ပေကနေ၈ပေခန့်နဲ့လှိုင်းတင်တင်ရှိနိုင်ပါတယ်။ကုန်တင်ပိုင်းခြေနေကိုကြည့်မယ်ဆိုရင်တော့မနက်ဖြန်မှာပြည်နယ်နဲ့တိုင်းအားလုံးလို့လို့မိုးကင်းစင်ပြီးနေသားပါလိမ့်မယ်။နွေပါလာကောင်တဲ့ဒီမိုးရသုံးဖို့မရှိပဲအရှင်မြောက်လေအေးစီကြောင်းကြောင့်တိုင်းပြည်တဝန်းအပူချိန်တွေဆက်လက်ကြဆင်းနေပါပါ ဒါပေမဲ့ထူးခြားတာကရခိုင်နဲ့ကရင်ပြည်နယ်အရှေ့ပိုင်းဒေသတွေမှာနေ့အပူချိန်30ကနေ32ဒီဂရီစင်တီဂရိတ်ရှိနိုင်ပြီးခန်းစားရမယ့်အပူချိန်ကတော့34ကနေ36ဒီဂရီချီရှိနိုင်တာကြောင့်နေ့လယ်ဘက်မှာအနည်းငယ်ပူလိုက်နိုင်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့ခရီးသွားပြည်သူတွေသတိပြုရမယ့်အမျိုးနှင်းအခြေအနေပါ။ဒီကနေ့ညကနေမနက်ဖြန်မနက်ထိကချင်ပြည်နယ်အနောက်ခြမ်းနယ်စခိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာနှံ့ပြမြူဆိုင်နိုင်ပါတယ်။ ရှမ်းနဲ့ကရင်ပြည်တို့မှာလည်းနေရာကျကျနဲ့ကြံဒေသတွေမှာနေရာကွက်ကြားညှူဆိုင်နိုင်တဲ့ကြောင့်မင်းက်စောစော ခရီးသွားမယ့်သူတွေအနေနဲ့ရင်အန်တရေကင်းရှင်ရင်ကယူပြုမောင်းနေကြဖို့တတိပေးလိုက်ရပါရဲ့ရှင်။ရှမ်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကျကျနဲ့ကြံဒေသတွေမှာနေရာကွက်ကြားညှူဆိုင်နိုင်တဲ့ကြောင့်မင်းက်စောစောခရီးသွားမယ့်သူတွေအနေနဲ့ရင်အန်တရေကင်းရှင်ရင်ကယူပြုမောင်းနေကြဖို့အထူးတတိပေးလိုက်ရပါရဲ့ရှင်။ မနေ့ပြန်မှာကုန်းတင်းပိုင်းရာသီဥတုတာယာနေပြီမဲ့ပင်လယ်ပြင်မှာတော့လှိုင်းလေအလွန်ကြမ်းတမ်းနိုင်ပါရဲ့ရှင်။မုန်တိုင်းလမ်းကြောင်းနဲ့ဒီဇင်ဘာလမိုးရွာနိုင်ခြေရှိမရှိကိုတော့စီစီပလက်ဖောင်းကနေဆက်လက်စောင့်ကြည့်တင်ဆက်ပေးသွားပါမယ်ရှင်။